48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဟုမလေးရှားသတင်းဌာန Newsrip တိုင်း NSD ကဖော်ပြခဲ့တော်လဲယနေ့အောက်တိုဘာ21ရက်တွင်၎င်း၏အမည်ကို သတင်းမှဖော်ရှားလိုက်ပါတယ်။ယမန်နေ့ကဆေးအုပ်စုထောက်ခံမီဒီယာများက NSD ကိုကိုးကားပြီးမင်းအောင်လှိုင်တက်ရောက်မည်ဟုဖော်ပြခဲ့တော်လဲယခုဖော်ရှားလိုက်ခြင်းကြောင့်၎င်း၏တက်ရောက်မှုမှာမတည်ကြသေးပါဘူး။2021 April အာဆီယံစည်းဝေးတို့မင်းအောင်လှိုင်တက်ရောက်ခွင့်ရခဲ့တော့လဲ၎င်းကသဘောတူညီချက်များကို အကောင့်ထဲမပေါ်ခဲ့သဖြင့်နောက်ပိုင်းစည်းဝေးများတွင်၎င်းကိုပိတ်ပင်ခဲ့ပါတယ်။ယခုအာဆီယံထိပ်သီးစည်းဝေးကို အောက်တိုဘာ26 29ရက်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူတွင်ပူးပေါင်းပါဝင်မှုနဲ့ရေရှည်တည်ရက်မှုခေါင်းစဉ်ဖြင့်ကျင်းပမည်ဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ကနေဒါ၊ဘရာဇီး၊တောင်အာဖရိက၊ဆိုင်ပရတ် ဖင်လန်ခေါင်းဆောင်များအပါအဝင်ကမ္ဘာခေါင်းဆောင်များတက်ရောက်ရန်မျှော်မှန်းထားပါတယ်။တရုတ်သမ္မတရှီကျင်ဖင်ဤတက်ရောက်မှုမှာမသေးချာသေးတော့လေ။အိန္ဒိယ၊ထိုင်း၊ဘရူနိုင်း၊အင်ဒိုနီးရှား၊စင်ကာပူ၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊ဖိလစ်ပင်း၊လာအိုနဲ့ရှေ့တီမောခေါင်းဆောင်များတက်ရောက်မှာဖြစ်ပါတယ်။ရုရှားသမ္မတပူတင်လည်းတက်ရောက်နိုင်ွယ်ရှိကြောင်းမလေးရှားဝန်ကြီးချုပ်ကပြောကြားထားပါတယ်။စီဝေးတွင် ရလစာရန်84ခုထုတ်ပြန်ရန်စီစဉ်ထားပြီးတန်တမန်ရင်းနဲ့စီးပွားရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်မှာဖြစ်ပါတယ်။အရှိတမော်ဒီအာဆီယံအဖွဲ့ဝင်ဖြစ်လက်မှတ်ရေးထိုးမိဖြစ်ပြီးဖိလစ်ပင်းကိုဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးရန်ဖြစ်ကြောင်းသိရပါတယ်ရှင်။